အားလုံးပဲမင်္ဂလာပါမောင်တုံသူလစ်စမတညာအပိုင်30 30ကျွန်တော်ခင်များတို့ကိုလက်ဖြန့်ကြိုင်ခေါ်သွားမယ်မိကန်လူငယ်ကပြောတယ်ကောင်းတော့ပေါ့ကျွန်တော်ကပြန်ပြောတယ်သူစကားကိုလည်းတိတ်မယုံချင်ဘူးအဲ့ဒီတော့ဝမ်းသာတဲ့အနေနဲ့ကျွန်တော်တို့ရက်တော့ကြအောင်ဆိုကျွန်တော်တို့ထပ်တော့ကြတယ်သူကဘရော့ဝေးလမ်းမကြီးပေါ်ကမီးရောက်နေကြောင်းပြောတယ်မောင်မိုက်နေရဲ့မြို့တော်ကြီးတစ်မြို့တွင်းက နတ်သားနတ်သမီးပုံမြင်နေလေးပြောပြတယ်။မင်းသားမင်းသမီးတွေပြဆက်တွေညကလက်တွေအကြောင်းလေးပြောတယ်။သူပြောရရင်နားဟောင်းရင်ကျွန်တော်စိတ်ချင်းရေးဝမ်းလဲတာတယ်။ဝမ်းသာတာကတခြားသောမဟုတ်ပါဘူး။ဟယ်လင်ကစိတ်ဝင်စားနားဟောင်းနေရမြင်းနေရလို့ပါ။အရင်ရင်ကတော့အမေရိကကြောင်းပြောရင်ဟယ်လင်ကစိတ်ဝင်စားတယ်လို့ပဲ။မိုင်းတိမိုင်းငင်းနေနားဟောင်းနေကြတယ်။အခုဒီချိန်မှာတော့အဲ့လိုမဟုတ်ဘူး။သူမျက်နှာဟာကြည်လင်နေတယ်။ secret မိခိုးရီကြောင့်သူမျက်နှာဟောင်းပြုံးနေလူငယ်ကအမေရိကရောက်ရင်အနှစ်သက်ဆုံးပြဆက်ကို အထူးသူသွားကြည့်ကြဖို့ပြောတယ်။ Helen ကလိုက်ကြည့်ပါမယ်လို့ခတိပေး။အရက်ကိုလည်းဆက်တော့ကြတယ်။အခုပြောနေရတဲ့အားလုံးဟာမနေ့ဖြန်ကြတော့မိသွားကြမှာပဲလို့ကျွန်တော်တို့ကတော့တွက်ထားတယ်။ဒါပေမဲ့ကျွန်တော်တို့တို့ကမှားတယ်။နောက်တနည်းမနဲ့စင်နိုင်တိတိမှပြောထားတဲ့အတိုင်းအမေရိကန်လူငယ်ရောက်လာတယ် မင်းညာကတောက်တာမြောက်တော့လို့မိမသားဖြစ်နေဟဲလင်ကမလိုက်ချင်ဘူးလို့ညင်းနေကျွန်တော်ကိုရိုင်းလေးမိမသားဖြစ်နေဒါပေမဲ့လူငင်းနေလိုက်သွားခဲ့မိုးရွာနေကောင်းစုံဝင်ရုံရှိမှာတော့ထုံးစံတိုင်းပါပဲစေပေဒုက္ခတဲ့အုပ်စုအောင်လှုပ်လှုပ်ရှားရှားပဲကျွန်တော်ဖို့တော့အိမ်မက်တစ်ခုမှန်နေတယ်လို့ဝင်ကျွန်တော်တို့ဝင်တော့လူအုပ်ကလမ်းဖယ်ပြီးဖာရိုမြေပေါ်ကဂျူးရီထွက်ပြေးတဲ့အခါသူတို့ရှိကပင်လယ်နီး နှစ်ချမ်းခွဲတော့အနေတူတလူလူပဲအမှန်တော့အမေရိကန်တွေရဲ့အစိမ်းရောင်နိုင်ငံကူလက်မဆောင်ဟာတကောင်အလုံးကိုဖွင့်နိုင်နေရှိတော့တချောင်းမဟုတ်လားမယုံကြည်နိုင်စရာအဖြစ်တခုပဲအချင်းတွေရဲ့ရဲ့ကိုကျွန်တော်ကရှင်းပြလိုက်တဲ့အခါမှာလူငယ်ကခပ်ပေါ်ပေါ်လီတန်းနေကျွန်တော်တို့အတွက်သူတောင်းဝန်ယူပြီးထောက်ခံမယ်လို့ပြောတယ်။သူပြောတာကဟုတ်ပါရဲ့လက်တွေ့လို့လို့ဖြစ်ပါမလား။ဘာကြောင့်လဲဆိုတော့သူကအသက်တိတ်ငင်နေ ကျွန်တော်ကိုအာမခံတဲ့လူဟာကျွန်တော်ထက်အသက်ကြီးရမယ်မဟုတ်လားကျွန်တော်တို့ကောင်စစ်ဝေယုံမှာတနားရီလောက်နေပါအချိန်ကုန်ခဲ့တယ်လွန်ခဲ့တဲ့သတင်းပတ်တွေကကျွန်တော်ဟာ ကောင်စစ်ဝေယုံမှာကျွန်တော်တို့နေရာကြီးမားတဲ့ဘေးအနေနဲ့ရင်ဆိုင်နေရကြောင်းကျွန်တော်ဟာဂျာမန်ချင်းစကန်မှာအချုပ်အနှောင်ခံထားရဘူးကြောင်းဂျိုကကျွန်တော်တို့ကိုဖမ်းပြီးဂျာမနီပြန်မှုဖို့နောက်ကတကောက်ကောက်လိုက်နေကြောင်းစတဲ့ချက်တွေကိုတက်တည်ခံဖို့အထောက်အထားတွေနဲ့တင်ပြခဲ့ဦးတယ် အခုတစ်ခါမှာတော့ကောင်စစ်ဝင်ရုံကနောက်တစ်ဖက်အတွင်းမှာပြန်လာခဲ့ဖို့ချင်းလိုက်တယ်။ကျွန်တော်တို့ရုံးပြင်မရောက်တော့အမေရိကန်လူငယ်ကကျွန်တော်ကိုလက်ဆွဲနှုတ်ဆက်တယ်။ခင်ဗျားတို့နဲ့တွေ့ရတာကျွန်တော်သိဝမ်းသာတယ်။ယော့ဟော်ရီမာကျွန်တော်လိပ်စားခဲ့ပြ။အမေရိကရောက်ရင်ကျွန်တော်စီဆက်ဆက်လာခဲ့ပါ။သူထွက်သွားမယ်လို့တော့ကျွန်တော်ကတခုခုလုံနေလို့အဆင်မပြေဖြစ်ဘယ်လိုလုပ်ကြမလဲ။ခင်ဗျားနဲ့တွေ့မှဖြစ်မယ်ဆိုရင်မခက်ပြေဘူးလား။ ျွန်တော်ကမေးတယ်အဆင်မပြေစရာဘာမှမရှိဘူးကိစ္စကအားလုံးပြီးနေပြီပဲသူကရေမော်ကြီးပြောတယ်ကျွန်တော်အဖေကလူတီများတဲ့ပုံကိုတယောက်ပါမနေ့ပြန်ဥရန်ကိုထွက်မဲ့တမော်တစီရှိတယ်လို့ကျွန်တော်ကကြားဟတယ်ကျွန်တော်အမေရိကကိုမပြန်ခင်အဲဒီဘက်ရောက်ချင်ရအောင်ပါဒီကိုနောက်ထပ်ကျွန်တော်ပြန်မြောက်လာဘူးလို့ကဘသူပြောနိုင်မလဲသူထွက်သွားတယ် စစ်ဘေးဒုက္ခတွေဒါဇင်ဝက်လောက်ကကျွန်တော်ကိုဝိုင်းပြီးအမေရိကန်လူငယ်ရဲ့နာမည်နဲ့လိမ့်စာမေးကြတယ်။သူတို့ကအချင်းကြီးကိုခက်မှန်းပြီးဟိုလူငယ်စီကအကူအညီတောင်းကျင်ကြတယ်။သူမာစီမျိုးရဲ့ဘေးနေရာမှာနေရစွာမတည်ဘူးလို့ပြောတော့သူတို့ကမကြည့်နဲ့ကြဘူး။ကျွန်တော်ကတော့တကယ်ကိုမတည်လို့ပြောတာပါ။ကျွန်တော်ကဟိုလူငယ်ပေးခဲ့တဲ့လေးဆက်ကပြကိုပြတော့သူတို့ကကူယူကြတယ်။ကျွန်တော်ကဟိုလူငယ်အိုရန်ကိုသွားလိုက်မယ်။လိုက်ရှာနေလို့တွေ့မယ်မထင်ဘူးလို့ပြောတော့ သူတို့ကအိုရန်ကွန်ထက်မဲ့တမောစိတ်မှာသွားပြီးရှာမယ်လို့ပြန်ပြောကြတယ်။ကျွန်တော်စိတ်ရှုပ်ရှုပ်နဲ့ပြန်လာခဲ့တယ်။သူ့လိပ်စာကပြကိုဖျက်မိအောင်မှားမြန်းသွားပြီလားလို့လေတွေးပူမိရဲ့။ဘာပဲဖြစ်ဖြစ်ပေါ့လေ။လုတ်ပြီးကမြအားလုံးကိုအစိတ်ပိုင်းကြကြပြန်တွေးမိလိုက်တဲ့အခါမှာအချင်းကြီးဟာမျော်လင့်ချက်မရှိဘူးလို့ပဲဆုံးဖြတ်လို့ရနေ။ဒီအကြောင်းတွေကိုကျွန်တော်ကဟယ်လင်နဲ့တွေ့တော့ပြော့ပြတယ်။ဟယ်လင်ကပြောနေတယ်။အဲဒီညက ဟယ်လင်းရဲ့စိတ်ဟာအင်မတန်နူးညံ့တိမ်မွေ့နေကျွန်တော်နေတဲ့အခန်းလေးကအိမ်ငါတယောက်စီကတဆင့်ကန်ကားဟာတဲ့အခန်းလေးပါကျွန်တော်တို့နေတဲ့အခန်းကလေးရဲ့မှာ လောင်ကျန်ကလေးတစ်လုံးထည့်ထည့်ထားတဲ့စာဝါငှက်ငယ်တစ်ကောင်ရှိရင်ကျွန်တော်တို့ကထိမ့်သိမ်းဆောက်ရှောက်ပေးပါမယ်လို့ကတိပြုပြီးကြည့်ရှုပေးနေငှက်ကလေးပါအဲဒီငှက်ကလေးဟာအချင်းရှိသမျှတချင်းဆိုနေရပါပဲဘယ်တော့မှရက်နာနေရလို့မရှိဘူးကျွန်တော်တို့အခန်းနဲ့မင်းမွေးခေါမှုဘောကကြောင်းတစ်ကောင်ကလေးအမြဲတမ်းစင်တော်လေးရှိရင် ပရင်မောင်ဘောင်မောင်လာထမ်းပြီးလှောင်ချန်နေကငါကလေးကိုစားချင်ွားချင်တဲ့မျက်လုံးလေးနဲ့ကြည့်နေတယ်။ရာသီဥရုကအင်မတန်မှအေးရပဲ။ဒါပေမဲ့ဟယ်လင်ကပရင်မောင်လေးကိုအမြဲဖွင့်ထားခြင်းနဲ့အထူးသဖြင့်သူရောဂါကြောင့်နာချမှုဝေနာကိုအပြင်းထန်ခံစားနေရတဲ့အချိန်မှာတကားကိုဖွင့်ထားခြင်းစိပိုပြီးကြည်လိရှိရင်ကျွန်တော်တို့နေရတဲ့အိမ်ကညာဘက်အတော်ကြီးညာနေတဲ့အထိငင်းငင်းဆစ်ဆိတ်မရှိဘူး။ဟယ်လင်တို့နေခဲ့ဦးတဲ့ရဲရိုက်ကလေးကိုသတိရသေးလား။ ဟဲလင်ကကျွန်တော်ကိုမေးရင်မောင်မတ်မိပါတယ်ကျွန်တော်ကပြန်ဖြေဟဲလင်ကကျွန်တော်ကိုစိုက်ကြည့်နေလူတိုင်းရဲ့အတွင်းစိတ်ထဲမှာလူတွေအများကြီးရှိရင်အားလုံးစိတ်ချင်းမတူကြဘူးချောင်းနှောင်းကြတယ်တခါတလေမှာတော့သူတို့တွေကတရားဟောလွတ်လွတ်လပ်ဖြစ်လာပြီးမောင်နေရကိုအစားဝင်လာတဲ့တည်းအဲဒီခါကျရင်မောင်ဟာတခြားလူတယောက်ဖြစ်သွားတဲ့တည်းမောင်လုံးကမတိကျခဲ့တဲ့လူတယောက်ဖြစ်ကိုရောက်သွားတဲ့တည်းဒါပေမဲ့မူလစိတ်ကိုတော့ပြန်ရောက်လာတတ်တာပဲ ောင်ကိုရီမှာတော့ချားလူတွေအများကြီးမရှိပါဘူးကျွန်တော်ကပြန်ပြောတယ်မောင်ကိုမှာမောင်မဲမြေတဲ့ရှိနေရပါဟဲ့လင်းကကောင်းရင်နေမောင်မားနေပြီတနေ့ကျရင် မောင်ထိလာမှာပါမင်းမအောင်ဆိုလို့ရတယ်မေးလိုက်တော့ထက်မေးမနေနေတော့ဟိုဘေးမှာပေါ်မောကကြောင်ကိုကြည့်စမ်းပြီးတော့ဟော့ဟုတ်ငက်ပင်အလုံးမိုက်မင်းငက်ပင်သူ့မှာဖောက်တန်တရားဘာတော့ကမှမရှိဘူးအမြဲပျော်နေရပါ ူ့ကိုကြောင်းကဖမ်းလို့မမိနိုင်ပါဘူး။သူ့လောင်ချိန်ထဲမှာသူ့ဘဝလုံခြုံနေရပြီ။ဟယ်လင်ကဟဟပပန်ရေချလိုက်တယ်။သူ့လောင်ချိန်ထဲမှာဘဝကလုံခြုံနေဟုတ်လား။ပြီးတော့မိကုန်တစ်ခုထုတ်တယ်။လောင်ချိန်တစ်ခုထဲမှာဘဝလုံခြုံနေတဲ့လူဘသူရှိမှလဲတဲ့။လင်ဟန်ကြီးချင်းလောင်မှာကျွန်တော်တို့အိယာကလက်အနူလာကြတယ်။အင်းရှင်မင်းမကြီးရဲ့အော်တန်ကြောင့်နိုးလာကြ။ ကျွန်တော်အလန့်ကြားထားပြီးဒီကောင်းကိုပြေဖွင့်နေအဝတ်စားတွေကအမြဲတမ်းပြည့်ပြည့်စုံစုံဝတ်ထားရဆိုတော့အရေးကြောင်ပေါ်လာရင်ပြေဖို့ကအဆင်သင့်မင်းအပြင်ဘက်မှာတော့ပလက်ရောက်နေရဲ့အရေးလက္ခဏာမမြင်ရပါဘူးတွေးတယ်တွေးတယ်မေးမကြီးကော်ရယ်ဒီလိုပါဖြစ်လို့လောက်ရတာပါလေတခြားလောက်ဆရာနီးလန်းတွေအများကြီးရှိရယ်သူမို့ဒီလိုမျိုးလောက်ရလေဘလောက်ဆိုးရတဲ့အလုပ်လေအခုတိုင်းဆိုရင်ပလက်မခေါ်လို့မဖြစ်တော့ဘူးခေါ်ကခေါ်ရတော့မှာလူထက်ပတ်တော့ နားရတဲ့လူတွေဟာဒီလိုခံရတာကြီးပဲလူတွေဟာအခွင့်အရေးရရတယ်လို့ယူရကြပဲအခုဆိုရင်ဒီမိမကြီးစီမောင်အင်းလောင်းကငါးမဆောင်ပါသွားပြီရမှာမဟုတ်တော့ဘူးပြမိုင်းမိုင်းအလင်းရောင်အောင်ကောင်စင်ဝင်မှာရက်နေကြတယ်အင်းငါအားလုံးဟာကျွန်တော်တို့နေရဲ့အခန်းမေကကလေးရဲ့အခန်းကိုလှမ်းကြည့်နေကြရင်အသက်60ရဲ့မိမကြီးတယောက်သူ့လက်ကဝတ်သူကျော်ကိုဓာတ်နဲ့လီးပြီးသူ့ကိုသူတက်သေးတာသူ့ရဲ့ရပြီးမှသူ့ရီစီးကြနေတယ် ဆရာဝန်သွားခေါ်ကြပါဖရန်ဖိုကပြေးထွက်လာပြီးမာစီမျိုးပေါ်မှာစိတ်ပရီးနဲ့ဖျားသခင်ပုံတော်ရဲ့ရောင်းချစားတော့နေရဲ့စပီဒုက္ခတဲ့လက်မင်းကအော်ပြောရင်ဆရာဝန်ခေါ်ရမလားအင်ရှင်မကြီးကအော်ရီဘာလို့ဖို့ခေါ်ရမှာလဲသူတည်နေရနိုင်ပေါင်းမနေတော့ဘူးတတိချာချာကကြီးကြပြီပြီလားနင်တို့လိုကောင်းစားတွေကိုငါလက်ခံပြီလို့ခုလိုဖြစ်ရတာငါကတော့ပလိတ်ခေါ်ရလိမ့်မယ်နင်တို့တပြုံလုံးဖမ်းသွားလေငါမတက်နိုင်ဘူး အမလေးငါ့အိမ်ရတော့ပျက်စီးပါပြီဒီသွေးကြီးကျွတ်သွားအောင်ငါဘယ်လိုရှောရမလဲကျွန်တော်တို့ရောပေးပါမယ်ဗျာလက်ရှမင်းက ဝင်ပြောရင်ဒါပေမဲ့ပလိတ်တော့မခေါ်ပါနဲ့ဟဲ့ငါအခန်းခါတွေမရသေးဘူးကျန်းနေသေးတယ်အဲ့ဒါဘယ်လိုလုပ်ကြမလဲကျမတို့စူဆောင်းမိပေးမယ်အနီရောကီမိုနိုအင်ဂျင်နဲ့မိမတယောက်ကလှမ်းပြောရင်ကျမတို့မှာနေစာခက်ခဲလွန်းလို့ပါကျမတို့ကိုတနာပါရှင် ငါဒီမိမကြီးကိုတနာမိရတဲ့အတွက်အခုလိုဖြစ်ရတာနင်တို့အမြင်ပဲသူပစ္စည်းတွေမှာအဖိုးတန်ကြံကြံကြံခဲ့မှာပြပြောဆိုဆိုပြီးအင်ရှင်မိမကြီးဟာအခန်းထဲမှာရှောက်သွားပြီးရှာတယ်တလုံးနဲ့တက်ဖေးထားတဲ့မီးလုံးဝါဖြစ်ဖြစ်အလင်းအဟောင်းအခန်းထဲမှာဖျားကြနေကရင်အောင်မှာတော့အပေါ်စောလက်ဆွဲတက်တော့တလုံးအင်ရှင်မိမကြီးဟာကရင်ဘေးမှာဒူးတော့ထိုင်ပြီးကရင်အောက်ကတက်တော့ကိုဆွဲထုတ်တယ်တက်တော့ကိုဖွင့်နေဘာမှမရှိဘူးဘာဆိုဘာမှမရှိဘူး အဝေဟောင်းအဆုတ်ပြတ်တကြီးပဲဖနှဟောင်းတရံမရှိရဲ့ဒီမဲရှင်ကီမိုနိုအင်ဂျီနဲ့မိမကြီးကလမ်းပြောတော့ဘူတဘူကိုလက်ညှိုးထုတ်ပြရင်အခန်းရှင်မိမကြီးရဲ့နာမည်ကလူစီလိုဝီတဲ့သူကမောင်ကိုစီမခြေဟောင်းတွေရောင်းနေကျွေရပစ္စည်းအကျိုးပဲ့အကွဲအဲ့တွေကိုဖောင်ပြီးဆက်ပြီးအဲ့ဒီဘူးတွေမှာငွေလေးပါလေးများထည့်ထားလိမ့်မလားဆိုရင်အထွေနေလက်ညှိုးထုတ်ပြရတဲ့ဘောပဲအင်ရှင်မိမကြီးကဘူးကိုဖွင့်ပြီးထွန်ချလိုက်တယ် မွေရဘောကိုငွေချီတချို့နဲ့ကြောက်လက်စုပ်တကွင်းထွက်ကြလာတယ်။ဒီဟာရွှေလက်စုပ်လားရွှေလက်စုပ်စစ်တော့ဟုတ်မယ်မထင်ပါဘူး။ရွှေစင်နဲ့တူပါတယ်။မိမကြီးကပြောတယ်။ရွှေစစ်ပါ။နှက်ရှမင်းကပြောတယ်။တကယ်လို့ရွှေစစ်သားဆိုရင်ဒီလက်စုပ်ကို ခုလိုပေးထားမလဲ။ရောက်မရောပေါ့။ငါတိုင်းအဲ့လိုလုံးမျိုးလုပ်တယ်လို့မထင်ပါနဲ့ဗျာ။နှက်ရှမင်းကလေးအေးကလေးနဲ့ပြောရင်အဲ့လက်စုပ်ဟာရွှေစစ်ပါ။ ောက်ကပြင်းများကြောင့်လေးပါအနည်းဆုံး frank ွေ900လောက်တော့တန်နေရေးတဲ့မှာငါ့ကိုလာပြီးပြောင်းလာနောက်လာမလုံနဲ့မနောက်ပါဘူးတကယ်ပြောတာပါခမရရောင်းပေးစီခြင်းနဲ့ဆိုရင်ကျွန်တော်ကိုယ်ရင်သွားရောင်းပေးပါမယ်ရောင်းပြီးတော့ငွေကိုသုံးမှာပေါ့ဟုတ်လားအာမလုတ်ပါနဲ့ဆရာလေးရေမင်းလိမ့်စာမှားနေအင်ရှင်မကြီးဟာပလိကိုခေါ်လို့ကတော့မရဘူးခေါ်ရတယ် လိတ်တွေလာပြီးစစ်လန်စစ်လန်လုံနေတဲ့အချိန်မှာစေဘေးဒုက္ခတွေအင်ငါးတွေအားလုံးရှောင်ထင်းနေကြတယ်အထူးတလေးရှောင်ကြတော့မလိုပါဘူးအများစုကသူတို့သွားနေကြလာနေကြလုံနေကြအလုပ်တွေလုပ်ဖို့အတွက်ထွက်သွားကြတယ်သူတို့အလုပ်တွေကလည်းတခြားတော့မဟုတ်ပါဘူးကောင်စစ်ဝေယုံနေရှိသွားပြီးစောင့်မျှော်တဲ့အလုပ်တွေပစ္စည်းရောင်းတဲ့အလုပ်တွေနဲ့အလုပ်ကန်ရှာဖွေရတဲ့အလုပ်တွေပါကျွန်တော်တို့လင်မယားအပွားဝင်ကျင်တဲ့လူစုကတော့အနည်းဆုံးဖျားရှိကိုကြောင့်မှတွားခိုကြတယ်။လမ်းထောင်မှာအဆောင်တယောက်ချရတယ်။အဲ ပလိတ်တွေပြန်သွားရင် လာပြီးចောင်းចောက်ဘူးွာကျွန်တော်ဖို့ကတော့ဖះရှိခိုးចောင်းနေဟာအလုံးကျုံဆုံးနေရာတွေပဲတရားဝဲပြီးသွားပြီခုံတန်းတန်းတွေပေါ်မှာအနဲ့ရောင်ဝတ်စုံနေမိမတချို့ထိုင်းနေကြတယ်ဆင်းရှိမှထုံထားတဲ့ဖះနဲ့မိယောင်တွေကတလက်လက်ဆန်းရတဲ့တန်တွေကိုကြားနေရတယ်မိယောင်တွေဟာယေရှုသခင်ရဲ့သွေးထစ်ထားတဲ့ရွှေကပ်ပေါ်မှာထိုးကြနေယေရှုသခင်ဟာအဲ့ဒီသွေးနဲ့ကမာကြီးကိုကယ်တင်ခဲ့တယ်မဟုတ်လားနောက်ဆုံးအဲ့ဒီသွေးက ဘဲစီကိုဥဆောင်မိခေါ်တော်တယ်လေသွေးချောင်းစီရဲ့ဖာသာရေးစပွဲတွေစီခေါ်သွားခဲ့ရပဲတကယ်တော့အဲ့စပွဲတွေဟာအယူသက်မှုပေါ်အခြေခံပြီးပေါ်ပေါ်လာတဲ့စပွဲတွေပါမြစ်တာဂရုဏာဆိုရဲနာမည်တွေကိုရှေ့တန်းနေပြီးတိတ်ထိတွေကိုရှာတယ်ဖန်နေမြှို့တတ်တယ်မောင်တို့ဘာဖြစ်လို့ဘူရိုင်းဘွဲမသွားကြလဲကျွန်တော်ကဟယ်လင်ကိုမေးဘူရိုင်းမှာကပိုပြီးနွေနွေထွေးထွေးရှိရင်မဟုတ်လား ကောင်းပါပြီခဏတော့ဆောင်ဟဲလင်ကတရားဟောဆင်အောင်တော့ခုံရှူအောင်မဒူးထောက်ပြီးထိုင်လိုက်တယ်။သူဖျားရှိခိုးရလားဘသူကိုရှိခိုးရလဲအဲ့ဒါတော့ကျွန်တော်မသိဘူး။အော်စနာဘရန်မြို့မှာနေတော့ကသူဖျားရှိခိုးကြောင့်လည်းဝင်ပြီးဖျားပွေပြုတ်နေတဲ့အခါတိုင်းကျွန်တော်ပြင်ကားဆောက်ရတယ်။အဲ့တော့ကိုတော့ကျွန်တော်ပြန်ပြီးသတိရမိ။သူလေဖျားပွေပြုတ်ပြီးရောကျွန်တော်ကမင်းဘာအတွက်ဖျားရှိခိုးရလဲလို့မင်းမိရဲ့ မေးပြီးကောင်းပါပဲကျွန်တော်စိတ်မကောင်းဖြစ်ရတယ်ဟယ်လင်ကကျွန်တော်ကိုထူးဆန်းတဲ့မျက်နှာနဲ့ကြည့်နေတယ်အမေရိကန်ဗီဇာအတွက်သူလိန်ပြောနေရယ်ဆိုတော့ကျွန်တော်သိပါတယ်ကျွန်တော်တခဏလောက်ငိုင်းပြီးစဉ်းစားနေမိကျွန်တော်ရဲ့အမေရိကသွားရေးစီစဉ်ကိုသူမထောက်ခံတာတော့အမှန်ပဲပါစက်ကရင်ကုန်နှုတ်ပိတ်လုပ်နေပြီမေစိတ်သေးကမကြည့်နေဘူးဆိုတော့ကျွန်တော်သိရတယ်ညမှာသူကအမေရိကရောက်တော့ မောင်ကဘာလို့ရမှာလဲဘာကြောင့်အမေရိကကိုဒီလောက်သွားချင်နေရလဲဟိုရောက်တော့နောက်အမေရိကတခုသွားချင်အောင်ပါဘာမှထူလောက်မှမဟုတ်တော့ဘူးအမန်တော့ဟဲလင်ဟာအနာကက်ကိုယုံကြည်မှုကင်းမဲ့နေပြီဒီချင်းတရားရဲ့နှိမ့်ဆက်မှုတန်ကိုခံရလွန်အားကြီးတော့ဘယ်ကိုမှသွားချင်လာခြင်းစိတ်ရှိဟံမတူတော့ဘူးမြော်လင့်ကြအောင်ကိုစွန့်လွတ်လိုက်တဲ့သဘောလေးရှိနေကျွန်တော်တို့ထောင်းခဲ့တဲ့အဆောင်ရောက်လာပြီပလိတ်တွေပြန်သွားပြီလို့အသိပေး ကျွန်တော်တို့ပြလိုက်ပဲသွားလိုက်ရင်မကောင်းဘူးလားလက်ချမင်းကအဖော်ညှိလိုက်မဲ့လူရှိသေးလားအသက်ခန့်ငယ်ငယ်လက်ပြင်ကုန်းကုန်းနဲ့မိမတယောက်ကမီးရင်ဒီမိမရဲ့ယောက်ျားကို ပလိကခေါ်သွားတာကြာပြီသူ့ယောက်ျားပြန်လာကိုစောင့်နေရတရင်၆ပတ်လောက်တောင်ရှိနေပြီကျွန်တော်ချက်ဝစ်အကြောင်းကို မထင်မိပဲမနေနိုင်ဘူးတွေးလိုက်မိချက်ဝစ်ကပကြီးသမားမဟုတ်လား ဟဲလင်ပတ်လှည့်ပြီးမိမိရဲ့ဟဲလင်သွားခြင်းလားခုတော့မသွားခြင်းဘူးအိမ်ပြန်ရအောင်ကျွန်တော်ကတော့တည်သွားတဲ့မိမကြီးကိုဟဲလင်နောက်တစ်ချိန်ထပ်ပြီးမမြင်စီခြင်းဘူးဒါကြောင့်ပြလိုက်ကိုလိုက်စီခြင်းလေဒါပေမဲ့သူကပြောလို့မရဘူးအိမ်ကိုပြန်မှုပြီးပြောနေတနာစရာကောင်းပါလေအခုဆိုရင်သူခမနာမည်တော့မရှိရောသူ့မှာဘာဆိုင်စရဲမှမရှိဘူးလားရှိတာပေါ့ ဒါပေမဲ့ဘာမှမရှိတဲ့မိမတွေကပြိမ့်မလာခင်လူယူသွားကြပြီ။ဟိုစပင်းနီနီနဲ့မိမရသွားရဲ့တဲ့။ကောင်းတာပေါ့။သူ့ခမယာဘာစားတဲ့ဇာတ်မှရှိတာမဟုတ်ဘူး။တည်သွားတဲ့မိမကြီးကလေအခုလိုလုပ်တဲ့အတွက်စိတ်ဆိုးမဲ့မထင်ပါဘူး။မိမကြီးကိုတွားကြည့်ခြင်းသီလား။မောင်ကတော့တွားမကြည့်ခြင်းဘူး။ဟန်လေးကတော့တွားကြည့်ခြင်းနဲ့ကျွန်တော်သူ့ကိုလိုက်ပို့ပြီးမိမကြီးကသူ့မထွက်တော့ဘူး။ ကျွန်တော်တို့အခန်းထဲဝင်သွားချိန်မှာမိမနှစ်ယောက်ကအလောင်းကိုရေချိုးပြီးနေဖြူရောပြင်းပြတစ်ချက်ကိုကင်တွေပြီးရေချိုးပြီးနေရတယ်ဘာမှမထူပါဘူးမိမကြီးရဲ့စပင်းတွေကကြမ်းမြင့်ပေါ်မှာကျနေမိမတယောက်ကကျွန်တော်ကိုမြင်တော့မဝင်ခဲ့နဲ့လို့လှမ်းဟော်တယ်ကျွန်တော်ပြန်ထွက်လာခဲ့